ဒီပွဲစဉ်က United တင်မဖြစ်မနေအနိုင်ရရှိဖို့လိုအပ်နေတာဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာ United Diary Bank ကိုချွင်းရဲ့ YouTube Facebook နဲ့ TikTok ကနေကြည့်ရှုနေပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာနေကိုကြမ်းမှနေပြေလို့ကြပါတယ်ခင်ဗျာ။ဟေ့အခုဆိုရင်တော့ Premier League ပွဲစဉ်တွေပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။တော့မနက်ဖြန်ညစနေနေ့ညနိုဝင်ဘာလ1ရက်နေ့ညမြန်မာစံတော်ချိန် 9နိုင်ခွဲချင်းဒီမှာဆိုရင်တော့ကျွန်တော် Nottingham Forest အတင်းနဲ့တစ်ဖက်ကကျွန်တော်တို့ Manchester United အတင်းတို့ကခိုက်တိုက်တွေ့ဆုံနေဖြစ်ပါတယ်။အဲ့တော့ဒီပွဲစဉ်ကတကယ်ကိုဒါစိတ်ဝင်စားစရာကောင်းနေပြီ။ဘာကြောင့်လဲဆိုတော့ United ဒီပြီးခဲ့တဲ့ပွဲစဉ်3ပွဲဆက်အနိုင်ရရှိခဲ့တဲ့အနေအထားမျိုးမှာခြေသွမ်းတည်ငြိမ်နေဆိုတဲ့အကြောင်းရယ်ပြီးတော့ဒီ Champions League ဝင်ခွင့်ရရှိဖို့အတွက်ကြိုးစားတဲ့အသင်းမှန်ကန်အကြောင်းရယ်တတ်တည်ပြဖို့အတွက်ကဒီပွဲစဉ်ဒီအနိုင်ရရှိဖို့လိုမဖြစ်မနေလိုအပ်နေရလည်းဖြစ်ပါတယ်။ ဒါပြင်ကမှ Nottingham Forest ကတော့တစ်ဖက်မှာသို့တာနောက်ဆုံး၅ဘွဲ့ဆက်ဒါ၄ဘွဲ့ထိထိရှုံးနေထားတဲ့အသင်းဖြစ်တဲ့အတွက်သူ့အနေနဲ့ Premier League မှာလည်းတောက်လျှောက်၃ဘွဲ့ဆက်ရှုံးနေထားတဲ့အနေအထားမျိုးမှာဆိုရင်တော့ Nottingham Forest ဒီဒီနေ့ဘွဲ့စဉ်ကတော့မဖြစ်မနေနိုင်ရရှိဖို့အတွက်ဖြည့်အားတွေဝင်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ Nottingham Forest နဲ့ United တို့ရဲ့ဘွဲ့စဉ်ကိုသုံးသပ်ရမယ်ဆိုတော့အခုမှာပုံစံကောင်းရလာရင်ကျွန်တော်တို့ Manchester United က ကျွန်တော်တို့ကြည့်မယ်။ Mathias Cunha, Ryan Bumbo ပြီးတော့ Benjamin Shaw ကိုရိုက်တိုက်ဆက်အတွက်တကယ်ကိုအလုပ်ဖြစ်နေသလိုပဲညာဝင်းကိုအဓိကအားပြုတိုက်တဲ့ကျွန်တော်တို့ right side ကိုအားပြုတိုက်တဲ့ကျွန်တော်အာမတ်နဲ့ Ryan Bumbo ရဲ့တွဲလုံးဒီ Jure တွဲလုံးဒီတကယ်ကိုကြောက်ဖို့ကောင်းနေတဲ့အနေအထားမျိုးတီရောက်နေပြီဖြစ်ပါတယ်။ဆိုတော့ဒီအနေအထားမျိုးကို United ဘယ်လောက်ထိအသုံးချနိုင်လဲ ီပွဲစဉ်က United တင်မဖြစ်မနေအနိုင်ရရှိဖို့လိုအပ်နေတာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့သူရဲ့ဒါကျွန်တော်တို့ Champions League ဝင်ခွင့်အတွက်စူးစမ်းနေတဲ့အသင်းတွေဒါမဖြစ်မနေအမှတ်ရရှိတဲ့နဲ့ပွဲစဉ်တွေကိုတော့ကြားအောင်ရှုဖို့လိုပါတယ်။ဒီကနေ့နှစ်တွေတော့ဒီလိုမျိုးတန်ဟတ်တို့လက်ထက်တော့မှာတော့ဒီလိုမျိုးဟိုအသင်းငယ်လေးတွေတွေ့တဲ့အချိန်မှာရတဲ့ရတဲ့ကြိမ်ရှားမှတ်တွေမရခဲ့တဲ့အတွက်ကျွန်တော်တို့ရလက်တီစိုးဝါခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်ဒီ United အတွက် မဖြစ်မနေနိုင်ဖို့လိုအပ်တဲ့ပွဲစဉ်ဖြစ်ပါတယ်။ကျွန်တော်တို့နှစ်သင်းထိတိုက်တွေ့ဆုံမှုပြန်ကြည့်မယ်ဆိုရင်တော့နောက်ဆုံး၅ပွဲမှာ Nottingham Forest 3 3ပွဲနိုင်တယ်။ Manchester United ဒီ2ပွဲပဲနိုင်တယ်။ဒီတရေပွဲတော့အလုံးမရှိခဲ့။အဲ့တော့နိုင်ပြတ်သားခဲ့တဲ့နောက်ဆုံး၅ပွဲရဲ့အခြေအနေကြောင့်ဒီပွဲစဉ်တွေလည်းနိုင်ရှုံးပြတ်သားသွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒါအပြင်ကမှလက်ရှိမှာ United ဒီ McGuire ရဲ့အခြေအနေကိုစောင့်ကြည့်နေရုံကလွဲရင်ကျန်တဲ့ကစားသမားတွေအကုန်လုံးဒီ ဒဏ်ရာပြဿနာကင်းစင်ပြီးတော့ပြန်လည်ပါဝင်လာဖြစ်ပါဒါပေမဲ့လက်ရှိမှာလစ်စရုံမာတီနက်စီချီဒီဒေဂျင်အကွယ်မှာပြန်လည်ပါဝင်လာပြီမဲ့လည်းဒီပွဲစဉ်မှာမထည့်သေးဘူးလို့ကျွန်တော်တို့ဒီပြဟုတ်ပဲအမ်မိုရီယာဒေလင်ထုတ်ပြောထားဖြစ်တဲ့အတွက်အဲကျွန်တော်တို့တိန်းတယ်နောက်တန်းကတော့လူရှော့ဒီဒီလစ်တစ်ဖက်မှာတန်နီယိုဟိုပဲဖြစ်ပါတယ်ပြီးတော့နောက်တန်းကတော့ဆင်လီမန်ပဲဖြစ်မယ်ဒါအလဲကတော့ဂျိန်းတယ်ကက်စမဲရိုနဲ့ဘူနိုဖာနန်စ်တွဲလာမယ်ပြီးရင်တောင်ပိုင်းတစ်ဖက်မှာ ပုံမှန်အတိုင်းပဲကျွန်တော်တို့ဒါလောက်ကိုလက်ဝင်ဘက်မှာထားပြီး right wing မှာအာမက်ထွက်လာမယ်ကျွန်တော်တို့အလဲမှာ Brian Bumo နဲ့ Mathias Cunha ရှိမယ်တိုက်ဆက်မှာ Benjamin Shaqo ရှိပါမယ်ဆိုတော့ဒီတိုက်စစ်ဒီ Forest နဲ့ဖွဲ့မှာဘိုးဘလောက်ရသွားမှာလဲဆိုတော့စိတ်ဝင်စားစရာကောင်းနေတယ်ဖြစ်ပါတကယ်ကိုမဖြစ်မနေအနိုင်ရရှိရမယ်ပွဲစဉ်မှာ ရမှတ်၃မှတ်ကိုရယူထားနိုင်မယ်ဆိုရင်ကျွန်တော်တို့ Champions League ဝင်ခွင့်အတွက်တိုက်ပွဲဝင်နေတဲ့ Manchester United ဒီခြေနေတော်တော်လေးကောင်းသွားမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ PK တဲ့ပွဲစဉ်တွေကအသင်းကြီးတော်တော်များများနဲ့တွေ့ထားပြီးသားဖြစ်တော့တဲ့ဒါမဲ့ဒီဇင်ဘာလပွဲချက်မှာကျွန်တော်တို့ဒီအသင်းငယ်လေးတွေနဲ့ပွဲချောင်မှုရှိနေတယ်။ဒါ့အပြင်ကမှအဲ့ဒီပွဲချောင်မှုအတွက်ကလည်းကျွန်တော်တို့ရဲ့ကံတရားကအကောင်းအဆိုးနှစ်ခုတွဲနေတာ။ဘာကြောင့်တွဲနေလဲဆိုတော့ဒါမဲ့ဒီဇင်ဘာလနှောင်းပိုင်းနဲ့ဇန်နဝါရီလမှာဆိုရင်ကျွန်တော်တို့ ဒါအာဖရိကဘလပြိုင်ပွဲရှိတဲ့အတွက်ကျွန်တော်တို့ right side တစ်ခုလုံးဖြစ်တဲ့ right wing back က Ahmed ရေပြီးတော့ကျွန်တော်တို့ဒီ Brian Bumo ရေဒါ့အပြင်ကမှအရင်ဘက်မှာရှိနေတဲ့ဒီ Mazraoui Mazraoui ဆိုလဲ RCB နေရာမှာဆော့တဲ့ကစားသမားဖြစ်တဲ့အတွက်ဒီ၃ယောက်ကိုကျွန်တော်တို့လက်လွတ်ရမယ့်အနေအထားမျိုးမှာအဲ့တချမ်းလုံးဒီကျွန်တော်တို့အားယော့သွားတဲ့အနေအထားမျိုးရှိလာကြတဲ့အတွက်အဲ့နေရာကိုအစားထိုးဖြည့်နိုင်ဖို့ဖြည့်နေတဲ့အချိန်မှာ အသိငယ်လေးတွေတွေ့ဆုံနေတာကတကယ်ကိုဟိုကျွန်တော်တို့အတွက်ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုလို့ပြောလို့ရပါတယ်။ဆိုတော့ဒီပွဲစဉ်ကဘလို့မျိုးရလက်နိုင်ရရှိကျွန်တော်တို့ United ပဲဒီပွဲစဉ်မှာမဖြစ်မနေအဝေးဘက်မှာအနိုင်ရရှိသွားမယ်လို့ထင်တယ်။အဲကျွန်တော်ထင်တယ်ဒီပွဲစဉ်ကိုတော့ကျွန်တော်က3ဂိုးကိုမရှိတာ2ဂိုးကိုမရှိလောက်နဲ့ဒါ United အနိုင်ရရှိသွားမယ်လို့ချိုးချပါတယ်။ပိတ်သက်တွေကတော့ဘလို့ထင်မြင်ယူဆရလဲကျွန်တော်ကမှရေးပေးခဲ့လို့ရပါတယ်။ကဲမနက်ဖန်ကျွန်တော်တို့နိုဝင်ဘာလ1ရက်နေ့ ညမြန်မာစံတော်ချိန်6နာရီခွဲချိန်မှာအားလုံးတူတူ United ပွဲကိုစောင့်ကြည့်ကြအောင်။ကျေးဇူးထုတ်ပဲတင်ရှိပါရဲ့ဗျ။